ကျွန်တော်တို့ရဲ့ဥစ္စာဆိုတာဒဇယ်မင်းလေးသူလို့ခေါ်ကြတဲ့ဒီသူရဲ့ကိုယ်တိုင်ရှိပါက ကြီးမားလာပါတယ်။ဒီကလေးရဲ့ဘိုင်ကဂိစားတစ်ခုနဲ့ခီးရောက်နေခဲ့ပြီး သူရွာပြန်ရောက်တာလေတိတ်မကြသေးဘူးဗျ။ရွာသားတချို့ကလည်းသူပဲချေပြန်လာမလဲဆိုတာကိုစောင့်နေကြပါလိမ့်။ဘသူတွေကစောင့်နေကြတယ်ဆိုရင်တော့သူ့ကိုအလိုအမဲ့ဖောက်တယ်ပြီပါ။ဥစ္စာဆိုတာအဟောင်းပစ္စည်းတွေရေဟောင်းပစ္စည်းတို့လိုဟာမျိုးတွေနဲ့နှက်ဆက်တွန်းကျင်မှုရှိပါတယ်။ အဲ့လိုပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ကြဲလဲမောမန်လာတို့ပြုပြင်လာတို့အကျွမ်းတွေလုတ်ကြိုက်ပေးလေးရှိတာပေါ့အခုတစ်ခါမှလည်းအောင်ရင်လေးကင်နဲ့အောင်ခွေးလောက်ဆူတဲ့ရွာသားတက်မှာမခိတ်ကမှမတည်တဲ့အမြော်ကြီးတစ်ခုကိုယူချလာခဲ့တယ်ဗျာလေးမြောက်ကြီးဟာတန်ချေးတွေပလပွားတက်ပြီးတော့အတော့ကိုအိုဟောင်းညီခဲ့ပါပြီဒီရတော့ဟောင်းနေပြီမေကောင်းနေစေဆိုတဲ့စကားဟာဒီအမြောက်ကြီးတွေ့တော့မဟုတ်ဘူးတင်ပါဦးဆောင်ကလေဒီအမြောက်ကြီးနဲ့ ဘသူတွေကိုလက်ပြေမှာလို့ဆိုပြီးထိုဘဲကြီးအားမင်းများခဲ့ပါတယ်မမေးလို့လည်းမရဘူးပေါ့လေတော်ကြအရဲ့မူပြီးလက်တရန်နေမှာဒီရလိုလဲပြေးစရာဘိုးပြောက်သွားမှာစိုးတာကိုဗျအဲ့လိုမေးကြည့်လိုက်တဲ့အခါမှာတော့အဖြေတစ်ခုကိုရခဲ့ပါတယ်တင့်မကြခင်ကရွာတဲ့ကိုစကောပြန်လို့ခေါ်တဲ့ဒီစီတကောင်အလားရောက်သောင်းချမ်းသွားတယ်ဆိုတဲ့အကြောင်းကိုတီးလိုက်ရပါတယ်ဒါကြောင့်အော်ရင်လေးကိန်းနဲ့ဘဲကြီးကအဲ့ဒီဒီစီကြီးအားအကြောင်းနဲ့ဆော်မှာဖြစ်ပါတယ် ဒဇေချောကိုကြားလိုက်တော့မကြခနာဒဇေတွင်နဲ့ဖက်ရတဲ့ဥဆောင်တင်ဟောဘောကြစွာနဲ့ပြိုးလိုက်တယ်ဗျ။ဒါနဲ့ဥဆောင်ကလည်းစကားဆက်မိဆက်ရသူဟာမကြခနာဒဇေတွင်နဲ့ထိတ်တိတ်တွေးခဲ့ဘူးတဲ့အကြောင်းကိုဆိုခဲ့ပါရီ။ကိုတကမှာတော့စကောပြန်ဆိုတဲ့ဒဇေကြီးဖြစ်တဲ့အကြောင်းသူလိုမျိုးပြောနေကြတာပေါ့။ဟုတ်တယ်ဗျ။ဒဇေကခရီးတွေကိုပိုပြီးလို့လို့ဘာလို့လို့နဲ့အမေပြောကြတယ်လေ။သူကတခြားကလာကောင်းချလို့ပြောရမယ်။ဒါပေမဲ့ တညမှာကတော့ကြုတ်ကိုတည်းမတွေ့ခဲ့ရဘူးတွေ့လဲရတဲ့သူတွေကတော့စကောပြန်လို့ပြောကြတယ်ဦးဆောင်ကလည်းအဲ့လိုတစေကြီးနဲ့တခါမှမတွေ့ခဲ့ဘူးတဲ့အကြောင်းဆိုခဲ့ပါတယ်ဒါပေမဲ့လည်းအခုညောက်ဒီမှာဆိုတတိနဲ့နေတိုက်ဖို့နဲ့ပြင်မကြခင်မှာအမြုံကြီးကိုပြင်းစင်ကျင်းနေထားမယ်လို့ပြောရင်လည်းသူတို့ရဲ့စကားပဲကိုအစိုးတက်လိုက်ပါတယ်ဒီလိုနဲ့ထုံညမှာတော့ဦးဆောင်ဟာဘိုးတော်ပြလက်တက်ကဒီအမြောက်ကြီးကိုစတင်ပြုပြခဲ့ပါတယ်။ အလုပ်တွေကိုပဲအာရုံစိုက်နေကြတော့အဖြစ်အပျက်နဲ့အခြေလင်းလာတာကိုလည်းတတိမထားလဲနေပါဘူးဒီလိုနဲ့ညနေလာခရင်ဘယ်ဘုတ်ကြီးတခုလိုလဲအတံပေးတီးစိတ်သွားကြတာပေါ့တို့ကြီးတီလဲဥဆောင်ကတော့မနာမနေအပြီးသေးတဲ့အလုပ်တွေကိုပဲအာရုံစိုက်နေခဲ့ပါတယ်ခဏကြာမှာတော့ထိုပန်ဝန်းကြီးကနေရုတ်တရက်ဘာရက်တောက်ရဲ့အတန်းကိုကြားလိုက်ရပါတယ်အတန်းလာတဲ့နေသားကလည်းလေဘောကနေဖြစ်နေခဲ့တာကြောင့်ဥဆောင်အောင်လဲအထက်တော့တောက်သွားခဲ့ပါတယ် ခနာလာကိုသူဟိုကျိတ်တီကြည့်ပြီးတော့မှအကြမ်းမားတာဖြစ်မှာပါဆိုပြီးလေလက်စမြက်ကြီးကိုဆက်လက်ပြုတ်ပြင်းနေခဲ့ပါလေ။ဒါကြောင့်အမြက်ကြီးမှရှိတဲ့စစ်ပဲတချို့ကိုဒူဒီချောင်းနဲ့အားရပါရဖြုံနေရပါလေ။ဒိုချိန်မှာလေမိုးကနေငှက်တဲ့တကောင်လိုဖြုတ်ကနေပြုတ်ကျလာခဲ့တယ်ကြာ။ဒါပေမဲ့အဲ့ဒါကငှက်တဲ့ကောင်မဟုတ်ပဲသွေးစံတရေရေဖြစ်နေတဲ့ရွာသားတူဖြစ်ပါလေ။ထို့သူကိုကြည့်ရတော့မလို့ရတော့ပဲအသက်မရှိတော့တဲ့ပူဇံကြီးပြား။ အခြေရတဲ့မကြခင်မှာပဲလေဘောကနေပြီးတော့ဖင်ပြောင်ချင်းတဲ့လူတယောက်ဈေးလာခဲ့ပါလေ။ဟောအဲ့ဒါလူဟုတ်ဘူးဗျာ။စုတ်ခေါပြန်တစေကြီးဖြစ်ပါလေ။ဇေပေရှိရှိအသားကြီးကလည်းနီးရဲနေပြီးတော့သူ့လက်တစ်ဖက်မှာလည်းစကောကြီးတွေရှိလို့နေခဲ့ပါလေ။ထို့စကောပြန်ကြီးဟာကြွလာတဲ့ရွာသားတယောက်ကိုသူ့ရဲ့အစားတကယ်သူလည်းလည်းသူ့ယူတဲချောက်သွားခဲ့ပါလေ။စကန်ဘန်လေးတွင်ဖြစ်သွားတာကြောင့်ဦးဆောင်ကိုလည်းဒီတန်းရဲ့ကြီးမျိုးကလွှဲရင်ဘာမှမတင်နိုင်ခဲ့ပါဘူး။ ဒီမနက်ကိုရောက်တော့တရင်တစ်ခုကြားလာကြတော့သူလည်းရွာထဲကိုထွက်လာခဲ့ပါလိမ့်။ကြားရတဲ့သတင်းကတော့လူတယောက်အသက်ခံရတဲ့ကိစ္စတစ်ခုဖြစ်နေခဲ့ပါလိမ့်။သူအဲ့ဒီကိုရောက်သွားတော့ရွာသားတွေဝိုင်းဝန်းနေကြတာကိုအရေးဆုံးတွေ့လိုက်ကြပြီးနားကတွေ့လိုက်ရတဲ့ထိုးသူကိုထက်မှန်တွေ့လိုက်ရတာပေါ့။တိတ်ဆုံးနေခဲ့တဲ့ထိုးရသားဟာသွေးစံတရရဲ့နဲ့အတော့ကိုမှလမ်းဖြန်းစရာကောင်းနေခဲ့ပါလိမ့်။ထိုးသူရဲ့တိတ်ဆုံးမှုကိုလည်းရွာသားတယောက်ကနေအခုလိုမှတ်ချက်ပေးခဲ့ပါတယ်။ ာဒါစကောပြန်ကြီးလက်ချက်ပဲနာဘယ်တွေငါတို့တတိကြီးကြီးထားရတော့မယ်စကောမြန်တစည်းဆိုရင်နာမည်ကိုကြားလိုက်တာနဲ့ခဲသင်ငယ်နဲ့မိကလေးတွေလည်းတောက်လဲသွားကိုကြားပါရင်ဒီတစည်းကြီးဟာတဲတစည်းပူပင်လေးတွေထဲမှာရှိရဲ့ဘူးလားပါပူချင်းမှာဘဲကနေထွက်ပေါ်လာတယ်လဲဆိုတာသူတို့စဉ်းစားတဲ့ပဲဖြစ်နေရဲ့ပါတယ်နောက်တစ်ခုတီးလဲရတာတခုကနင်းနကရွာလေးမှာလေခုတလို့ထိုးစကောပြန်ကြီးလာရောက်စောက်ကြနေတဲ့အကြောင်းသိရှိခဲ့ရပါလိမ့် ဒီကစားနဲ့ပတ်သက်ပြီးတော့ဦးကြီးကြီးဆိုင်ုံလေးသူတို့ခုတွေးလိုက်ပါတယ်ဒီတော့ချင်မကောင်းတဲ့စကားပြန်ကြီးကိုဘလို့ဆိုးမကောင်းမလဲဆိုတာကိုပါအဲ့ဒီအတွေ့အကြုံနဲ့ညနေခင်းလေးကိုရောက်မှာတော့ရွာဘေးကနေရေချောင်းကြီးစီကိုရောက်နေခဲ့တာပေါ့ဦးစားအောင်တရားချောင်းထဲမှာရှိတဲ့ကြောက်တိုးပေါ်မှာထိုင်ကာငါးများနေခဲ့တယ်ဗျာမင်းနာကြီးကလည်းမိုးတိုးတိုးနဲ့ကြီးရတာကမလေးရရင်းနေလို့ထင်ပါတယ်ဒီလိုနဲ့ ငါးနှစ်နေတဲ့ဥဆောင်စီကိုအရာတစ်ခုချီးကဲ့လာနေခဲ့ပါတယ်တကယ်တော့ထိုချောင်းထဲမှာငါးသက်လေးတွေရှိတာမဟုတ်ပဲမိချောင်းသက်လေးပါရှိနေခဲ့တယ်ဗျလက်စားတော့ဥဆောင်လည်းငါးရနေတာမဟုတ်ပဲထိုမိချောင်းကြီးလာကိုမြားခေါ်နေခဲ့တာပေါ့အဲ့ဒါကို သူ့စာတင်တဲ့ဝမ်းသာအာရတိုးဝင်လာတဲ့အခါမှာဒေါင်းသေးလေးကိုဓာတ်နဲ့တစ်ချက်ထိုးပြီးတော့ဘောကကူးပေးလိုက်ပါတော့တယ်အဲ့ဒီနောက်တော့ ဘွားကူသွားတဲ့မိကျောင်းကြီးကိုဥဆောင်တရားကိုအေးတဲယူလာခဲ့ပါတယ်တို့ပြန်လာတဲ့ချိန်မှာတော့မိုးချိုးနေခဲ့ပါပြီအေကိုရောက်မှာတော့လူသလာတဲ့မိကျောင်းကြီးကို ရှို့လို့ဆိုပြီးအကောင်လိုက်ကင်စားပလိုက်တယ်ကြာသူလည်းပွေးပြန်နေတဲ့မိကျောင်းကိန်းတွေနဲ့ကျမချေကိုစောင်းစားလို့နေခဲ့တာပေါ့အဲဒီချိန်မှာဟိဖာလို့ထင်ရတဲ့ဘိုးတော်ကြီးတရားကိုရောက်လာခဲ့ပါတယ်အဘိုးကခီးသွားတယောက်ပါအေးဒါပေမဲ့အခြေကလည်းအတော့ကိုနှောက်ကြနေပြီဆိုတော့ အပုတ်အတွက်နားဖို့စရာလေးလိုချင်လို့ပါအဲကျေးဇူးဖြစ်ပြီးတော့လူလေးတို့အိမ်မှာတ냐လောက်တက်ကိုခေပြုပါကွယ်ဆွတ်တော့ရှိပါလေဖုတို့အိမ်မှာအဲ့တဲ့တို့ကိုလက်ခံနေမရှိဘူးဗျအာအဲ့လိုမလုပ်ပါနဲ့ကွယ်အမိုးရဲ့သားကဟိုဘက်ရံမှာရှိပါတယ်အဲ့ဒါအဘိုးသားကချဲပေါက်လို့ဆိုပြီးမိမတယောက်ယူလိုက်တာလေနေကြရင်အဲ့ဒါသူ့ရဲ့မိဂလာကိုအမိသွားရလို့ပါအေးဘီဂျီဆိုရင်လေသူတို့ရောက်တာလီဆွေးတွေလက်မခံတော့လို့ ကိုညီပေးပါသားရဲ့အဘိုးကြီးကတောက်ဆုံတော့လေဦးဆောင်က လက်ခံခွင့်ပြုပေးလဲရတာပေါ့ဒီကိုတဲ့သမားလေးရဲ့အင်္ဂလိပ်ဆိုတော့နေရာကလည်းဒူတယောင်းအိတ်သာတဲ့အကျဲလောက်ပဲရှိပါတယ်ဒီကိုရှိတာကခုတတော်မှလည်းသဘောပြန်ကြီးကတောက်ချနေတော့ဦးဆောင်ခင်ဗျာအဘိုးကြီးကိုစောက်ရှောက်ပေးနေရတာပေါ့ဒါကြောင့်အေးအမိုးပေါ်ကိုတက်ပြီးတော့သဘောပြန်ကြီးကိုအသေးဆောက်လို့နေခဲ့ပါတယ်အေးအမိုးပေါ်ကစောက်ချနေတဲ့လူချမ်းကြီးဟာဂုံငင်ပေါ်က ဝိုင်းဆန်ထွက်ပေါ်နေတဲ့လာကြီးကို တွေ့မြင်လဲရပါတယ်။ဒီညဟာလာမင်းကြီးနေဖြစ်တာကြောင့်လာမင်းကြီးရဲ့လာတရားတွေကိုပြင်းနေအောင်ခန်းစားနေကြရတယ်ဗျ။အဲ့ဒီချိန်မှာအောက်ကဘိုးကြီးစီကနေတခေါခေါဆိုတဲ့တန်ကလေးစတင်ထွက်လာခဲ့ပါတယ်။သူ့ဘိုးကြီးဟာခီးပန်းထားတာတကြောင်မိုးပန်းစွာနဲ့အိပ်ပျော်နေကြတာပေါ့။ဥဆောင်ကလေညတကောရောဒီတဲအောင်မိုးကြီးကိုစောက်ကြည့်ပေးနေခဲ့ပါတယ်။ဒါပေမဲ့အဘိုးချင်းမူရွေးဟာ တဖြည်းဖြည်းနဲ့ထူးဆန်းလာခဲ့တယ်ဗျာအိတ်ဖက်နေတဲ့ဘုံကြီးကမလို့ကိုဖိမကြည့်ပဲရောင်ပြီးတော့ထလာခဲ့ပါ ਏ တို့ရဲ့မသိစိတ်ထဲမှာတော့အိပ်ပျော်နေခဲ့ပြီးခုလို့မက်တဲ့ရက်နေခဲ့တာပုံဒီဘုံကြီးဟာသူ့ကိုကြည့်နေခဲ့ရင်လည်းတန်တရားဖြစ်ခွဲကောင်းလာခဲ့ပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ဟာအကြောင်းရှိပဲနဲ့တို့လို့နေရလို့ပါဦးဆောင်ကလည်းဒီဘုံကြီး ဘာပဲဆက်လို့မာလဲဆိုတာကိုစောင့်ကြည့်နေခဲ့ရင်လည်းဒီအဘိုးကြီးရဲ့ပြုံမှန်ကိုတွေ့မိလဲရပါတယ်။သူ့အဘိုးကြီးဟာသူ့ရဲ့ခန္ဓာကိုယ်လှုံ့ရမ်းနေကနေရုတ်တရက်ဆိုသလိုပဲအသားရည်တွေအနည်းအောင်ပြောင်းလဲသွားခဲ့ပြီးတော့စကောပြတစ်စည်းကြီးဖြစ်သွားခဲ့ပါတယ်။စကောတွေကသူ့ရဲ့လက်ကနေထွက်လာခဲ့ပြီးတစ်ချင်းလေးဘောကိုပြန်တည့်သွားခဲ့ပါတယ်။စကောပြန်ကြီးဖြစ်သွားတာနဲ့တကားတဲ့ပုံမှန်ရှိနေတဲ့ဥဆောင်ရှိကို ရောက်လာခဲ့ပါတော့တယ်။ကိုကလည်း ဝေဒူးနဲ့ဆေးသေးစောင့်နေချက်ပြီးရောက်လာတာနဲ့လက်မနေပဲဆော်ထည့်လိုက်တာပေါ့ဒါပေမဲ့စကောပြန်ကြီးကတနေ့ကြီးဆောင်ကိုစာမဖွက်တော့နိုင်ွက်တွေထို့သောဘူးအချိန်လေးပေးလာခဲ့တယ်ဗျာစကောပြန်တစေဟာဥစားအကိုဝေလို့ရင်းနဲ့နှကောက်သားခြားကြဖန်းကြကုန်ပါတယ်ချားကြရင်နှကောက်သားလေးအောက်ကိုပြုတ်ကျလာခဲ့ပါ යි ။သူတို့ပြုတ်ကျလာတဲ့နေရာကတော့ ိုင်ဆိုင်စွာနဲ့ပဲလလုတဲ့နေရာဖြစ်နေခဲ့ပါတယ်။အဲ့ဒီနေရာမှာတူရီဒုတ်တူလည်းရှိနေခဲ့တော့နေတဲ့ဟာတွေကောက်ကင်ပလိုက်ပါတယ်။အဲတော့မှဥဆောင်တရားတူနဲ့ဒဲကိုကိုင်ကသကောပြန်စီပြားမိန်လာခဲ့တာပေါ့။ဘာသာလဲဆိုရင်တော့အကပတိမေဒီကာရဲ့အတာဖြစ်ပါတယ်။ကောပြန်ရဲ့ဥဆောင်တို့ဟာလက်ရည်တွေတူနေခဲ့ကြတာကြောင့်ဒုမတာကိုမတာဖြစ်နေခဲ့ကြပါသည် ါပေမဲ့သကောပြန်ကြီးကခန္ဓာကိုယ်ပဲဆရာမှာပို့ပြီးတော့တန်မာနေခဲ့တာကြောင့်ဥစားအောင်ကပယ်လက်လန်ကအတော်ဤသွားခဲ့ဖို့ရပါတယ်။ဥစားအောင်ကုညီလိုနေခဲ့တဲ့ချိန်မှာလဲတိုက်ဆိုင်စွာနဲ့ပဲစစ်ကူတွေရောက်လာခဲ့ကြပါတယ်။လက်ထဲမှာလဲရေဖဲကြီးတွေပါလာကြပြီးဘာမှပြောမနေတော့ပဲလှုပ်ရှားရှိတာကိုပဲလုခဲကြတာပေါ့။ရိုက်ဖဲနဲ့ဝမ်ကျွေးခံလိုက်ရတော့သကောပြန်ကြီးကလည်းပက်လက်လန်နေတာပြေလဲကျသွားခဲ့တာပေါ့ အကိုကြီးဘာများဖြစ်သွားသေးလဲဗျ။အိုခေတယ်မဟုတ်လား။လူတို့မသိတာကတော့တကုတ်ခုတော့မှားနေခဲ့ပါပြီဗျ။ဘာလို့လဲဆိုတော့ငကောပြန်ကြီးကကြီးမဲတိုးတဲ့အတွက်ကြောင့်ဘာမှမဖြစ်သွားခဲ့တာပါ။အဲ့ဒါကိုမသိဘဲနရီလက်လော့သွားတဲ့ရွာသားမြောက်ကချက်ချင်းဆိုသလိုပဲဇက်ချိုးကအသက်ခံလိုက်ရကြပါလေ။အခြေကိုကောင်းကောင်းတိုးချပါတဲ့ဦးဆောင်တရားကိုသူပြည့်ပြင်ထားတဲ့ energy ကိုရောက်သွားခဲ့တာပေါ့။အဲ့ဒီတော့ချင်းဆွဲတော့ပဲ မြောက်ကြီးကိုကြီးစံတက်ပြီးစကောပြန့်ကြီးစီတစ်ထိုးလိုက်ပါတော့တယ်။ထိုကားထွက်လာတဲ့အမြောက်ကြီးတန်းကစကောပြန့်ကြီးရဲ့ခြေထဲကိုဝင်သွားပြီးတော့ဘုံတလုံးလိုပေါက်ထွက်သွားခဲ့တယ်ဗျာ။အဲဒါကြောင့်စကောပြန့်ကြီးရဲ့ခန္ဓာကိုယ်ဟာခြေနဲ့ပိုအိုးစားကွဲသွားပြီးတော့ဇာစီဖြစ်သွားခဲ့ပါတယ်။အတေးပါတိုက်ခဲမှုတွေကိုခုခံနေပြီမဲ့အထဲကြောင့်တိုက်ခဲမှုတွေကိုတော့မခံစားနိုင်ခဲ့ဘူးပေါ့လေ။အိုးဆောင်တရားဟောဘသူမှမနိုင်တဲ့စကောပြန့်ကြီးကို ဒူကရဲမြောက်ကြီးနဲ့တင်းတင်းနဲ့လိုက်တော့အတော့ကိုဝမ်းသာသွားခဲ့တယ်ဗျဝမ်းသာတယ်ဆိုတာတည်းနိကချက်ကားကိုမှန်ခဲ့တာကြောင့်မောင်လာလေးကပါအနှဲငယ်ကြီးသွားခဲ့ပါတယ်စကောပြန်ကြီးရဲ့ကျေးဇူးကြောင့်ပြုပြင်နေစဉ်နှုတ်ကြီးကလည်းဒူကရက7ဆက်တော့မလို့ပဲအောင်းဒီသွားခဲ့တဲ့သဘောပဲဖြစ်ပါတယ်ဒါကြောင့်နေကြတာနဲ့ထိုမြောက်ကြီးကိုမရှင်းလက်ထဲပြန်အပ်တော့မှာဖြစ်ပါတယ် ဦးကြီးမေတို့လည်းသကောပြန်ကြီးရဲ့ဖြစ်လို့မကြိုးချင်တော့ဖင်ပြောင်းကြီးနဲ့ရှောင်းသွားမည်ဖို့ပြောလိုက်ပါတယ်။ဒီဂရီရဲ့တက်ဆမ်ကတော့ဒီလောက်ပါပဲဗျာ။အခုလို့ဗီဒီယိုတွေကိုလည်းအချိန်တိုင်းတင်ဆက်ပေးနေတာကြောင့် subscribe လုပ်ဘေးနားကခေါင်းလေးကိုနှိပ်ပြီးစောင့်မျှော်အားပေးနိုင်ပါတယ်ဗျာ။အားလို့ကျေးဇူးတင်ပါတယ်။